ဇနီးမောင်နဲ့နေတယ်လို့ရှိရမယ်။ဇနီးတဲ့ငိုနေတဲ့အချိန်မှာဇနီးတဲ့စိတ်တက်ကြနေတဲ့အချိန်မှာဇနီးတဲ့ဝမ်းနေနေတဲ့အခါမှာအေလကနာကဘာလုပ်လဲဆိုတော့ဇနီးတဲ့ကိုအားပေးတယ်။ရထားတဲ့သားဆယ်ယောက်တဲ့နင့်ကိုငါပိုကောင်းတယ်မဟုတ်လား။နင့်ကိုငါပိုချစ်တယ်မဟုတ်ဘူးလား။ဆိုလိုတဲ့အရာကအခုငါ့ကိုနော်ဖရာသခင်ပေးထားတဲ့သားသမီးတွေတဲ့နင့်ကိုငါပိုတံပိုးထားပါတယ်ဆိုတဲ့ကျင်နာယူရတဲ့ဇကားကိုသူ့ရဲ့ဇနီးတဲ့ကိုပြောပေးတယ်။ကဲခင်မွန်းတဲ့များအရေးကြီးပါလား။ အိမ်မှာကလေးငယ်တွေကိုထိန်းချောင်းနေရင်းနဲ့အိမ်ဟာအိမ်မှာရှိနေတဲ့မိဖို့ကြောင့်ကိစ္စတွေကလေးတွေရဲ့ဝေယာဝိစတွေအားလုံးကိုပင်ပန်းနေတဲ့ကိုယ့်ရဲ့ဇနီးတွေပင်ပန်းလာတဲ့မျက်နှာကိုသင်မြင်ပြီဆိုလို့ရှိရင် ပြောရမယ့်အရာတစ်ခုကဟဲ့နေကလေအင်တန်ရှင်ရင်မပြီးသေးဘူးလားအိမ်မှာနေပြီးတော့ဒီတိုင်းပဲလက်စေးသမင်းစားပြီးတော့နေနေုံပဲနေဘာဖြစ်လို့ကလေးတွေကိုကောင်းကောင်းမကြည့်ရလဲကြည်စမ်းသူများသားသမီးတွေကကလေးတွေကတိုးတက်နေပြီဒီမှာကြည့်ပါအောင်ဘာသာစကားတွေကျွမ်းနေပြီဒီမှာကြည့်ပါအောင်သူတို့ရဲ့စုတွေရပြန်ပြီနေဘလို့မိခင်မျိုးလဲဆိုတော့လက်ညှိုးထိုးပြန်တော့မဟုတ်ဘူးမိခင်တိုင်းမှာမတူညီတဲ့အားနည်းချက်တွေရှိကြပါတယ် ဆိုပါစို့တင့်ရဲ့ဇနီးတဲ့ဟာစီးပွားရေးပိုင်းမှာအားကြီးနေတဲ့ဇနီးတဲ့တယောက်ဖြစ်တယ်ဆိုအိမ်မာတော့အိမ်မှုကိစ္စနည်းနည်းတော့လင်းမှာပဲတင့်ဇနီးတဲ့ဟာအိမ်မာနော်ခါတာသမီးတွေကိုတိတ်တိတ်ချာချာပြုစုပြိုးထောင်နိုင်ပြီးတော့မှတကယ့်ကိုတွန်တင်နိုင်တဲ့မိခင်တယောက်ဖြစ်ပြီးဆိုအပြင်မာတော့ငွေရှာနိုင်တဲ့အရာမှာအားနေခြင်းရှိမှာပဲအဲ့တော့ဆိုလိုတဲ့အရာကမိခင်တိုင်းမှာအားနေခြင်းရှိတယ်ဒါကြောင့်မလို့မိခင်နဲ့စိတ်တကြပြီးဝမ်းနေပြီးငိုကြွေးလာပြီးဆိုရင်ခင်မွန်းတဲ့ဖြစ်တဲ့တင်မှာတာဝန်ရှိပါတယ် ဘာလို့ရမလဲသူတို့ကိုအားပေးရမယ်နှစ်သက်ရမယ်တာသမီးတွေထဲသူ့ကိုတံပိုးထားတယ်အိမ်မှုကိစ္စတွေထဲသူ့ကိုပို့ချစ်တယ်ငွေမရှာနိုင်တာငွေရှာနိုင်တာတွေထဲသူ့ကိုပို့ပြီးတော့မှချစ်ပါတယ်ဆိုတဲ့အရာကိုပြောပြပွင့်တဲ့အရေးကြီးတယ်အာမင်ဒီနေ့ဒီမှာရှိရမိသားစုများတင်းနှလုံးသားထဲမှာတစုံတစ်ခုကြောင့်မိသားစုနဲ့ပတ်သက်ပြီးတော့ငိုကြွေးနေရတဲ့အရာရှိလိမ့်မယ်တာသမီးမပြောင်းလဲလို့ငိုကြွေးနေတဲ့အရာရှိလိမ့်မယ်တာသမီးရရှိဖို့ရန်အတွက်ငိုကြွေးနေတဲ့အရာတွေရှိကောင်းရှိနိုင်တယ် နော်တစုံတစ်ခုသောငိုကြွေးခြင်းရှိပြီဆိုရင်ဒီနေ့ဟာနာရဲ့လှုပ်ဆောင်ချက်ကိုသတိရစေခြင်းနဲ့ဟာနာကဘာလုပ်လဲဆိုတော့နစ်စင်နှစ်တိုင်းမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာသူငိုကြွေးတယ်တဲ့ဟာနာကတော့ထူးခြားတယ်ခင်မွန်းတဲ့ကိုမယုံမသိပြုတဲ့စကားတခွန်းမှမပြောဘူးခင်မွန်းတဲ့ကိုယိုသေးတယ်အဲ့ဒီလိုအရန်ခံစားနေရတဲ့အချိန်မှာ complain မလုပ်ဘဲနဲ့ဖခင်ရှေ့မှာဒူးထောက်ပြီးတော့ဖခင်ရှေ့မှာရင်ဖွင့်ပြီးတော့ဖခင်သခင်ရဲ့သမိခံနေရတဲ့ဒုက္ခကိုကိုရောကြည့်ပါဆိုပြီးတော့မှဖခင်သခင်ကိုရောသားပ ဆိုပြီးတော့ငိုကြွေးတတ်တဲ့မိခင်ဖြစ်တယ်။အာမင်။သီလရှိတဲ့မိမဟာမိမိခင်ပွန်းရဲ့နော်မိမိလင်ရဲ့ဥယျာတရဖူဖြစ်တယ်တဲ့။တနည်းအားဖြင့်မိမိလင်ကိုအရှက်မကွဲစေဘူး။မိမိလင်ကိုကာကွယ်ပေးတယ်။မိမိရဲ့ခင်ပွန်းတဲ့တာ၍ချင်းမြောက်ချင်းခံရဖို့ရန်အတွက်သူကအဖက်ဖက်ကိုကြိရှုပြီးတော့စဉ်းစားစင်ကြံတတ်တဲ့အမျိုးသမီးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တစ်ခါတည်းခင်ပွန်းတဲ့အရန်အချက်ခံရတဲ့အခါမှာခင်ပွန်းခင်ပွန်းတဲ့ကိုအနိုင်ယူတတ်တယ်။ ဟုတ်လားခင်မွန်တယ်ကအရန်ခွန်းလို့ပေးတယ်ခင်မွန်တယ်ဖြစ်လိုက်သူ့ကိုအမြဲတမ်းနော်နိုင်လို့ရမယ်တည်တဲ့အခါမှာပို့ပြီးတော့မှတစ်ခါတည်းကျမတို့လက်တုံပြောင်းခြင်းတဲ့အရာတွေရှိတယ်အဲ့ဒီအရာဟာတမချန်းစာနဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်မိခင်များဒါကြောင့်မလို့အခုဒီမှာလှုပ်ဆောင်တဲ့အရာကသူ့ခင်မွန်တယ်ကိုလုံးဝအပြစ်မတင်မဲနဲ့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာငိုကြွေးတယ်ဒီနေ့မိခင်များငိုကြွေးရအောင်အာမင်ခင်မွန်တယ်မပြောင်းလဲဘသူမျက်မှောက်ထဲမှာငိုလို့ရလဲ ဖရားမျက်မှောက်ထဲမှာသာသမီအနာဂတ်အတွက်ဘသူမျက်မှောက်ထဲမှာငိုကြွေးလို့ရလဲဖရားရဲ့မျက်မှောက်ထဲမှာငိုကြွေးလို့ရတယ်။သင်ဖရားရဲ့မျက်မှောက်တော်ထဲမှာမငိုကြွေးဘဲနဲ့လူတွေရှေ့မှာငိုကြွေးခဲ့တာဘယ်တော့ကြာပြီလဲ။ဒါကြောင့်မလို့သင်မှာရင်ဖွင့်စရာပုံကိုတယောက်ကျန်သေးတယ်။ဖရားသခင်ဖြစ်တယ်။အာမင်။ကျွန်တော်တို့ကမျောလင်းချက်မဲ့နေတဲ့သူတွေမဟုတ်ဘူး။ကျွန်တော်တို့ကအထီးကျန်ဆန်နေတဲ့သူမဟုတ်ဘူး။အာမင်။သင်ဟာတယောက်တည်းဒီလောကထဲမှာ မိခင်တယောက်အနေနဲ့ခမွန်းတယ်မပါဘဲနဲ့တင်းရဲ့သားသမီးကို single mother တယောက်အနေနဲ့ကြီးရှုနေရတဲ့အခြေအနေဖြစ်တယ်တဲ့ခင်မတွေကတင့်ကိုခြံထားခဲ့လို့ single mother တယောက်အနေနဲ့တင့်ရဲ့သားသမီးတွေဝေယံဝိဆာအားလုံးကိုကြည့်ရှုနေရတယ်ဆိုဒီနေ့ကျွန်မခွန်အားပေးခြင်းနဲ့တင့်မှာယင်ဖွင့်စရာဖခင်ရှိတယ်။တင့်မှာယင်ဖွင့်စရာပုံကိုရှိနေတယ်။တင့်ဟာအထီးကျန်ဆန်နေတဲ့သူမဟုတ်ဘူး။တင့်ဟာနော်အမြဲတမ်းငိုကြွေးနေရမယ့်သူမဟုတ်ဘူး။တင့်ဟာ ကူအညီအမအစားကိုရနိုင်တဲ့သူတယောက်ဖြစ်တယ်။သင်လုံးမဲ့အရာကခမဲတော်ဖရာရဲ့ရှေ့ကိုဒူးထောက်ပြီးတော့ကိုတော်တနာပါဆိုတဲ့စကားလေးတခုတော့ပြောတတ်ဖို့အတွက်အရေးကြီးပါတယ်။အာမင်။